ားလုံးမင်္ဂလာပါရန်ကုန်ရဲ့ကာယံဝေးရပါရှင်ဒီနေ့မှာတော့အရင်ရက်ကပေါ်တော့အရေးကြဝဲမယ်ဆိုပြီးတော့မှဆန်ချထားခဲ့တဲ့ Suzuki ကားလေးကိုအရေးကြမြူတော့ပဲနဲ့ငွေလာချေပြီးတော့မှငွေစင်ဝယ်ယူအပေးသွားတဲ့မင်္ဂလာနေ့လေးဖြစ်ပါတယ်ရှင်ဒီအကိုကတော့ဒါညီမတို့စီမှာပေါ်တော့ Suzuki ကားလေးကိုပေါ်တော့ဒီနေ့ငွေလာချေရဖြစ်ပါတယ်ဆိုတော့ကားလေးကိုဝယ်ယူအပေးသွားတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ထပ်လည်းကားတွေအများကြီးပိုင်ဆိုင်နိုင်ပါစေအခုဝယ်ယူသွားတဲ့ Suzuki ကားလေးကလည်းစပွားရည်အခုတမကတတအောင်လုပ်ပေးနိုင်တဲ့ကားလေးဖြစ်ပါစေလို့ညီမတို့ရဲ့ကားယံဝယ်ကစတောင်းပေးပါတယ် ရှင်။ညီမတို့စီမှာကားလေးတွေအရေးကြဝယ်လို့ရပါတယ်။ 160cc အချင်းချင်းအလဲထက်လဲလုပ်လို့ရမှာဖြစ်ပါတယ်။နောက်တစ်ခုကပေါ့နော်ညီမတို့ဒီ 160cc ပစ်ကတ်ထဲမှာဆိုလို့ရှိရင်ညီမတို့ဦးရဲ့ကားရုံးဝယ်မှာပဲရနိုင်တယ်ပေါ့နော်။ငွေချန် process လေးနဲ့လည်းကားလေးတွေကိုဝယ်ယူအပစ်လို့ရအောင်မှာပဲဖြစ်ပါတယ်။ဒီငွေချန်လေးတွေအရေးကြလေးတွေဝယ်ယူအပစ်ခြင်းနဲ့မိတ်ဆွေတွေအနေနဲ့ကတော့ညီမတို့ရဲ့ရုံးခန်းလေးမှာလာပြီးတော့အသေးစိတ်လေးစုံစမ်းမေးမြန်းပေးဖို့မေတ္တာရပ်ခံပါတယ်ရှင်။အဲ့ဒီအကိုဝယ်ယူအပေးသွားတဲ့ကားလေးကဒီ Suzuki 2005 manual ကားလေးဖြစ်ပါရဲ့ရှင်။ဒီကားလေးဆိုလို့ရှိရင်သိ အောက်ပဲခေါ်ထားပေးတဲ့ကားလေးဖြစ်ပါတယ်။ဈေးလျတဲ့တန်တဲ့ခါကျတော့ရောင်းထွက်တာအရင်မြန်နေပေါ့နော်။ကျွန်တော်နောက်ထပ်ကားလေးလည်းနှစ်စီးကြံပါအောင်မယ်။ကြံသေးတဲ့ကားလေးဒီကိုလေးပေါ့နော်။အရေးကြအလဲထက်ငွေချမ်းကြိုက်တယ်လို့ဝယ်ယူအပ်ပေးလို့ရမှာပဲဖြစ်ပါတယ်။ အော်တိုတွေကအမင်းများတဲ့အခါကျတော့အော်တိုတွေကဆိုလို့ရှိရင်တော့ Mitsubishi Delivery Auto လေးပဲကြံပါတော့တယ်။ဒီကားလေးပေါ့နော် Mitsubishi Delivery 2000 Auto အမှန်နဲ့ကားလေးဖြစ်ပါတယ်ရှင်။ဒီကားလေးဆိုလို့ရှိရင်ညီမတို့ကဈေးကို3300ပဲခေါ်ထားတဲ့ကားလေးဖြစ်ပါတယ်ရှင်။ဒီကားလေးအတွက်လည်းငွေစင်းအရေးကြအလဲထက်ကြိုက်တယ်လို့ဝယ်ယူအပ်လို့ရမှာပဲဖြစ်ပါတယ်ရှင်။ နောက်ထပ်ကားလေးတစ်စီးကတော့ Mazda ကားလေးဖြစ်ပါတယ်။ဒီကားလေးကတော့ညီမတို့ရင်းစစ်ဖို့အတွက်ပေါ့တော့ကျွတ်တင်ပုတ်ကင်ယူထားတာဒါရဲ့ချင်းလေးစောင့်နေတာဖြစ်ပါတယ်။ငဝဲသူအနေနဲ့ပေါ့နော်ဒါရင်းစစ်ဆရာမလို့ပေါ့နော်ညီမတို့ဒါရင်းစစ်ဖို့အတွက်ရဲ့ချင်းလေးစောင့်နေတဲ့ကားလေးဖြစ်ပါတယ်။ဒီကားလေးဆိုလို့ရှိရင်လည်းမော်ဒယ်က2004ကိုမှ manual gear နဲ့ကားလေးဖြစ်ပါတယ်ရှင်။ရောင်းမိမဲ့ဈေးလေးဆိုလို့ရှိရင်လည်းညီမတို့က288သိန်းကိုညီမတို့ညီနိုင်ဈေးလေးနဲ့ရောင်းမိမဲ့ကားလေးဖြစ်ပါတယ်ရှင်။အခုပြပေးခဲ့တဲ့အခုကြံနေသေးတဲ့ကားလေးနှစ်စီးကပေါ့နော်ငွေစင်းအရေးကြအလဲထက်တက်တယ်လို့ဝယ်ယူအပ်ပေးလို့ရမှာပဲဖြစ်ပါတယ်။ကားလေး ေးလာကြည့်မယ်ဆိုလို့ရှိရင်တော့မြောက်တကုံ34ရက်ကအုတ်ချွေမှုရုံဒီမှာကားလေးလာကြည့်လို့ရပါတယ်ရှင်အားလုံးကျေးဇူးတင်ပါတယ်အားလုံးမတတပါ